ဂါဇာကမ်းမြောင်ဒေသမှာမေ25ရက်ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူရှေဦးသေဆုံးပြီးလူပေါင်းများစွာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဂါဇာကယ်ဆယ်ရေးသမားတွေကပြောပါရယ်ဂါဇာမြောက်ပိုင်းဂျဘာလီယာမြို့မှာရှိတဲ့နေအိမ်တိမ်ကိုအစ္စရေးကလေကြောင်းတိုက်ခိုက်မှုကြောင့်လူ9ဦးသေဆုံးခဲ့တယ်လို့အရက်ဖက်ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူမမော့ဘက်ဆယ်ကဆိုပါရယ် ကာဇာအလေပိုင်းနူစီရက်တဝိုက်မှာရှိတဲ့ရွှေပြောင်းနေထိုင်သူတွေခုံလုံးနေတဲ့တင်းအိမ်တွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်မှုတစ်ခုအတွင်ကိုဝင်းဆောင်အမျိုးသမီးတအူးအပါဝင်နောက်ထပ်လူနှုတ်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ခဲယူနယ်တောင်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုကြောင့်လည်းလူတအူးသေဆုံးခဲ့တယ်လို့ဗတ်ဆဲကဆိုပါတယ်။အစ္စရေးစစ်တပ်ဟာလက်တလောရက်ပိုင်းမှာ၎င်းရဲ့ကာဇာစစ်စင်ရေးတွေကိုပုံမမြင့်တင်လှုပ်ဆောင်ခဲ့ပြီးဟာမတ်စ်ကိုဖျက်ဆီးဖို့အသစ်တစ်ဖန်တွန်းအားပေးတိုက်ခိုက်မှုလို့ခေါ်ဆိုခဲ့ပါတယ်။ မေ24ရက်ကအစ္စရေးစစ်တပ်ဟာပြမတ်တရာကျော်ကိုလေကြောင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အပြည့်ခန့်ရဲစဲရေးပြိုကွဲခဲ့တဲ့မလ18ရက်နောက်ပိုင်းဂါဇာမှာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်လူပေါင်း3948ဦးသေဆုံးခဲ့ကြောင်းဂါဇာကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။